ဒီချက်ကြောင့်ပန်တို့ကြားအကြက်ရိုက်ပြီးတော့ဗန်ကအသာစီးရသွားနိုင်တယ်လို့သုံးသပ်လိုက်တဲ့ Demetrius Johnson ပရိသတ်များအားလုံးပဲမင်္ဂလာပါဗျာ Manchester Football ဇော်ရီတင်ဆက်နေပါတယ် Demetrius Johnson Flyweight ရဲ့ကနွယ်တူဖြစ်ပြီး UFC ရဲ့သမိုင်းမှာအကောင်းဆုံးကစားမတွေကတူကသူ့ရဲ့ Miley Cut Podcast မှာဗန်နဲ့ပန်တို့ကြားတို့ရဲ့ပွဲစဉ်တွေပတ်သက်ပြီးတော့အမြင်ကိုထုတ်ပြောလာခဲ့ပါတယ် Johnson ရဲ့အမြင်ကပန်တို့ကြားကချန်ပီယံဖြစ်တဲ့အတွက်ဖိအားတွေအများကြီးနဲ့ရင်ဆိုင်ရမယ် ။ဗန်ကတော့အသက်ငယ်ငယ်ပဲရှိသေးပြီးတော့ဘာမှဖြစ်မှာမဟုတ်လို့ကြောက်ရွံ့မှုမရှိဘဲနဲ့ပြင်းပြင်းထန်ထန်တိုက်ခိုက်လာလိမ့်မယ်လို့ဆိုချပါရယ်။ဒီမြင်ကိုဘလောက်ထိလက်ခံလို့ရလဲ။ဒါလေးကိုဒီနေ့ဗီဒီယိုမှာဆွေးနွေးပေးသွားခြင်းပါရယ်။ဂျွန်ဆင်က UFC Flyweight မှာစတဲ့ချိန်တိတိချန်ပီယံကပတ်ကိုကာကွယ်ခဲ့တဲ့ကနွင်ကစားမတူဖြစ်ပါရယ်။သူ့ရဲ့မြင်ကဒီပွဲစဉ်ရဲ့ချိန်ပိုင်းဆိုင်ရာ PR တွေကိုအဓိကထားပြောထားပါရယ်။ဘန်ဒူဂျာကအသက်35နှစ်ရှိပြီးတော့ချန်ပီယံကပတ်ကိုကာကွယ်နေရပါရယ်။သူရှုံးသွားရင်တော့ကပတ်ဆုံးရှုံးရပါမယ်။ နောက်တော့နမဲခုံသတင်းထိကြိုက်နေမှာလေဖန်လိုလူငယ်ကစားမားကိုရှုံသွားရင်ပိုဆိုးမှာပါအဲဒါကြောင့်မရေပန်တို့ကြမှာဖီအားတွေများရှိတယ်လို့ဂျွန်ဆင်ကဆိုပါတယ်ဖန်ကအသက်23နှစ်ပဲရှိပါသေးတယ်ဒီပွဲမှာရှုံသွားရင်တော့မှသူ့မှာနောက်ထပ်10နှစ်လောက်ထိချန်ပီယံကပ်အတွက်ထပ်ကြိုးစား권ရှိနေပါသေးတယ်အဲဒါကြောင့်မရေဗန်ကဘာမှဖြစ်မှာမဟုတ်လို့ကြောက်ရွံ့မှုမရှိဘဲနဲ့ပြင်းပြင်းထန်ထန်တိုက်ခိုက်လာမယ်လို့ဂျွန်ဆင်ကယူဆပါတယ်ဂျွန်ဆင်ကဖန်ကပန်တို့ကြကိုအကြက်ရိုက်အောင်လုပ်လို့နိုင်တယ်လို့ပြောထားပါတယ် ။ဗန်းရဲ့ကြောက်ရွံ့မှုရှိတဲ့စိတ်ဓာတ်နဲ့ပြင်းထန်တဲ့တိုက်ခိုက်မှုကဗန်တို့ကြောက်ကိုဖိအားပိုများစေခဲ့ပြီးတော့ပွဲမှာအခက်အခဲတွေဖြစ်ပေါ်လာနိုင်စေတယ်လို့ဆိုထားပါရီ။ UFC မှာချန်ပီယံတွေကအမြဲတမ်းဖိအားအောက်မှာရှိနေကြပါရီ။ဂျွန်ရှင်ကိုရိုင်းချန်ပီယံဘဝမှာဒီလိုဖိအားတွေရင်ဆိုင်ခဲ့ရတာမို့သူပြောတာကအတွေ့အကြုံပေါ်မှာအခြေခံထားရလို့ပြောနိုင်ပါရီ။ဗန်ကအသက်23နှစ်ပဲရှိပါသေးတယ်။သူရှုံးသွားရင်တောင်မှသူ့ရဲ့ကစားမဘဝမှာနောက်ထပ်အခွင့်အရေးတွေအများကြီးရှိပါသေးတယ်။အဲဒါကြောင့်သူကရှုံးလဲအမျက်ရပြီးတော့ဘာမှဖြစ်မှာမဟုတ်လို့ပြင်းပြင်းထန်ထန်တိုက်ခိုက်လာနိုင်ပါသေးတယ်။ သူ့ရဲ့အင်တာဗျူးတွေမှာပန်တိုရဲ့ grappling ကိုကင်တွေ့နိုင်မယ်လို့ယုံကြည်ချက်အပြင်နဲ့ van ကပြောခဲ့ပါတယ်။ van က striking ဘိုင်းမှာတော်လီအားကောင်းပါတယ်။ဘယ်လိုကြောင့်အရိပ်ပိုင်းမှာအနေငယ်အားနေတာမလို့ van ရဲ့ style ကသူ့ကိုအကျက်ရအောင်လို့လုပ်နိုင်ပါတယ်။ဒီချက်တွေကြောင့် John Sin ရဲ့ပန်တိုကြာကအကျက်ရိုက်မယ်ဆိုတဲ့အမြင်ကိုအတိုင်းတာတစ်ခုထိလက်ခံပေးလို့ရနိုင်ပါတယ်။ဖိုင်ရဲ့ကြောက်မှုမရှိတဲ့စိတ်တဲ့ boxing skill ကောင်းမွန်မှုကပန်တိုကြောက်ကိုခက်ခဲဖြစ်စေနိုင်ပါ ರೀ ။ဒါပေမဲ့ဂျွန်ဆင်းရဲ့စကားကိုတရားခိုင်နှုန်းလက်ခံလို့မရပါဘူး။ ဘန်ဒိုဂျာမှာလည်းအားသာချက်တွေရှိနေပါတယ်။ဒါတွေကပွဲရလက်ကိုပြောင်းလဲသွားနေပါတယ်။ဘန်ဒိုဂျာကဘရာဇီးလီယန်ဂျူဂျီဆုမှာအနည်းရောင်ကပတ်ရထားပါတယ်။သူမြေပြင်မှာတိုက်ခိုက်တဲ့အခါ grappling နောက်ပြီးပြိုင်ဘက်ကိုဖိအားပေးပြီး submission နဲ့အနိုင်ယူတက်ပါတယ်။ဘန်ဒိုဂျာက professional ပွဲ35ပွဲရဲ့ကစားဖို့ပြီးတော့ UFC မှာ7ပွဲအနိုင်ရရှိထားပါတယ်။ Van ကတော့15ပွဲပဲကစားဖို့ပြီးတော့ UFC မှာ10ပွဲအနိုင်ရထားပါတယ်။ဒီအတွေ့အကြုံကွာဟမှုကပွဲထဲမှာဘန်ဒိုဂျာကိုအားသာချက်ပေးနေပါတယ်။ဘန်ဒိုဂျာကပွဲကြည့်ရှည်သွားရင် ပြိုင်ဘက်ကိုပြင်ပန်းအောင်လုပ်နိုင်ပါ ರೀ သူရဲ့စတာမီနာနဲ့စိတ်ဓာတ်ကောင်းမွန်မှုကြောင့်ဘန်းရဲ့လူငယ်ဆွမ်းအားကိုတံပြန်နိုင်ပါ ರೀ ဒီချက်တွေကြောင့်ဘန်ဒိုဂျာကဖီးယားအောက်မှာရှိပြီးမြေသူရဲ့ကျွမ်းကျင်မှုနဲ့အတွေ့အကြုံကဖန်ကိုအနိုင်ယူနိုင်မှုတော့အခွင့်အရေးတွေအများကြီးရှိနေပါ ರೀ အချို့ဆိုရရင်တော့ဒီမီထရီယက်ဂျွန်ဆင်ရဲ့အမြင်ကဘန်ဒိုဂျာရဲ့ဖီးအားနဲ့ဘန်းရဲ့အကြောင်းမှုမရှိတဲ့စိတ်ဓာတ်ကိုအလေးပေးချပါ ರೀ ဒါကအမှန်တကယ်ဖြစ်နိုင်ခြေရှိပါ ರೀ ဘန်ဒိုဂျာကချန်ပီယံဖြစ်တဲ့အတွက်ဖီးယားအောက်မှာရှိမြေဖန်ကတော့ဘာမှဖြစ်မှာမဟုတ်လို့ပြင်းပြင်းထန်ထန်တိုက်ခိုက်လာနိုင်နေတယ် ဒီချက်ကပွဲရလက်ပေါ်မှာဘယ်လောက်တိတက်ရောက်မှုရှိနိုင်မလဲဆိုတာတော်လေးတော့အစီအဝင်စားဖို့ကောင်းနေပါတယ်။ညီကတို့ကရောဂုတ်ကြီး DJ ရဲ့အမြင်တွေပေါ်မှာဘယ်လိုမြင်ကြပါလိမ့်မလဲ။ပြောပြပေးသွားခဲ့ကြပါဦးခင်ဗျ။စုံထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျ။